ခူရာမမရှိရောရဲ့နိုင်ယူတူနဲ့ရင်းနေကမရှိရောရဲ့ဆာစကေကအရင်လောက်ကျန်းနိုင်ပါအောင်မလားဆိုတာဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်။ Boruto series ရဲ့ story ပလော့ရတော့ဘာရီလုံးပြအောင်မလဲမသိပေမဲ့ Fat အရာပဲရှင်းပြပေးမှာဖြစ်လို့ဒါကကျွန်တော်ရဲ့ personal အယူဆကိုပိုင်အမြင်ပါ။ Number 1 Chakra and Jutsu နေရီတို့က Usumaki clan ရဲ့မြားပြားတဲ့ Chakra နဲ့မွေးဖွားလာတဲ့ကောင်ဖြစ်လို့ Multi Shadow Clone Jutsu ကိုတော့တေချာပေါက်သုံးနိုင်အောင်ပါ။အဲ့ဒါပြင်ငငယ်ရလို့မဟုတ်ပဲတခြား Nature Style တွေကိုပါ Hand Sign ဖော်ပြီး AAC သုံးနိုင်အောင်ပါဖြစ်ပါတယ်။ ရာစင်ငန်တလုံးနဲ့ဖိုင်တာလုံးနေတဲ့ကိုနိုဟာမာရူတောင်ဂျိုနင်ဖြစ်နေတဲ့အချိန်ရာစင်ငန်ကိုထုံးလုံးမွေရေလိုနောက်လာတဲ့နေယူတို့ကအက်စရန်ဂျူဆူတွေကိုတေချာပေါက်အသုံးချလို့ရအောင်မှာပါနံပါတ်2ဆစ်မုတ်နေယူတို့ကပါဖက်ဆစ်မုတ်ကိုအသုံးချနိုင်တဲ့သူဖြစ်တဲ့အပြင်လက်ရှိသူ့ရဲ့အတွေ့အကြုံရဆိုရင်အရင်လိုဆစ်မုတ်ရဖို့ငြိမ်ငြိမ်လေးထိုင်နေစရာမလိုတော့ပါဘူးဆစ်မုတ်ကဘလောက်အသုံးဝင်လဲဘလောက်ကျန်လဲဆိုတာကိုတော့အားလုံးသိမှာပါနံပါတ်3အော်ထေးဂျင်ဂျူရီကီနေယူတို့ကအော်ထေးဂျင်ဂျူရီကီလို့ပြောလို့ရပါတယ် ကိုမင်းချာကရာပြေနယ်ရီတိုမာကသူ့ကိုအမိောက်နဲ့ကိုတိုင်ပေးရထားတဲ့ချာကရာအနည်းငယ်စီရှိလို့အဲ့ဒါတွေကိုဂျူဆူရီနဲ့ပေါက်ဆက်ပြီးကြမ်းပြလို့ရပါတယ်။သူကိုတိုင်လည်းခဏခဏတုံးပြပူတဲ့အပြင်နယ်ရီတွေးလက်အတုကဟာရှီယာမဆန်နဲ့ဖန်တီးထားတာဖြစ်လို့ရာဆင်ရှူရီခဲကိုစိတ်ကြိုက်တုံးလို့မရတာမျိုးတွေမရှိတော့ပါဘူး။အဲ့ဒါကြောင့်ကြံတဲ့ Tabis Chakra တွေနဲ့စိတ်ပိုင်ကြမ်းပြလို့ရပါတယ်။နံပါတ်4 Summoning Jutsu ဒါကဘာထူးဆန်းလို့လဲလူတိုင်းသုံးလို့ရရဲ့လို့ထင်နိုင်ပေမဲ့ခရမမရှိရောရဲ့ညာရီတို့ကဂျီရိုင်းရလိုမျိုးဖားလိမယားနှစ်ယောက်နဲ့ပေါင်းဆက်လို့ရသွားအကြောင်းဂန်ဂျီစုတွေကိုတွန်းလှန်နိုင်မယ့်ပြင်ဂန်ဂျီစုကသုံးညင်သုံးလို့ရနိုင်ပါတယ်ဖားလိမယားကအသက်ကြီးသွားရင်တော့မျိုးပခုတောင်မကဖားရိအများကြီးရှိပါတယ်နံပါတ်5ခန်ဂျီစုရဲ့ experience လူမန်တီတဆအရွယ်မာတွေကတဆက်ရှိလက်သီးနဲ့ထိုးမဲ့6နဲ့ကံမဲ့လုံနေရကောင်မို့လို့လက်ရှိနေရတွေထန်ဂျူစုကတိုက်ပွဲပေါင်းများစွာအင်အားကြီးရန်သူပေါင်းများစွာနဲ့ရင်ဆိုင်လာခဲ့တဲ့အတွေ့အကြုံရထန်ဂျူစု only ဆိုရင် prime level မှာတေချာပေါက်ရှိသေးပါတယ် တော်လေးလေးရင်ကျက်တဲ့သူဖြစ်နေပြီမို့လို့ဂမူရှူတို့ရှေဆောင်ကဝင်ပြေးတာမျိုးမရှိတော့ပဲတော်ယုံကောင်းနေတော့ကတော့ Sage Mount လက်တီနဲ့နေဖြည့်ရှင်းလို့ရပါတယ်အဲအကြောင်းလက်ရှိနေရတို့ဘလောက်ကျန်းလဲဆိုရင် Fat အရာ GRI ရဲ့ Prime Time တက်ပို့ကျန်းပါတယ်ဒုတိယအနေနဲ့ Sasuke Number 1 Internet Mangekyo Sharingan Sasuke မှာ Rinnegan မရှိတော့ရတဲ့အတွက် Teleport နဲ့ Spirit Energy စုလို့အရာကိုအသုံးပြုလို့မရတော့ရင်တောင် Uchiha ရဲ့ Pure Blood Sisic Paramecia တယောက်ဖြစ်နေတဲ့အပြင် Alpha Susanoo ကိုလည်း AA စစ်စစ်တုံးလို့ရအောင်ပါပါ ဆူဆာနိုဆိုတာကတခါအတုံးပြူမှုတဲ့ဥချီယာသွေးစစ်စစ်ဆိုရင်မျက်လုံးတစ်လုံးမှမရှိတော့ရင်တောင်တုံးလို့ရပါတယ်အဲ့ဒါအပြင်ညာဘက်မျက်လုံးက EMS ဖြစ်နေရတဲ့အတွက်အီတရှီလိုမျိုးတုံးလာကြလို့ side effect တွေပါရည်လည်းရှိမှာမဟုတ်ပါဘူးနံပါတ်2ဂျူဆုညာရီတို့က Racingan တစ်လုံးနဲ့လူလဲပက်လုံနေတဲ့အချိန်မှာတော့ success ဆိုတဲ့ကောင်ကဂျူဆုပေါင်းများစွာတက်ကွက်ပေါအများကြီးကိုအထာကြကြတုံးပြခဲ့တဲ့ကောင်ပါမြင်သာအောင်ပြောရမယ်ဆိုရင် Amateur ဆု Flame Control Kirin Itachi Niva Channel ကဂျူဆု Chidori Summoning ဂျူဆုအစရှိတဲ့ပြင်အများကြီးပါ ။ Isanagi နဲ့ Isanami လို့ဂျူဆုကတော့ EMS နဲ့လဲဖို့မတန်လို့ထည့်မတွက်ပါဘူး။ Number 3 Tanjutsu and experience ။ Uchiha သားတွေ Tanjutsu ဘလောက်ကျန်လဲလူတိုင်းရဲ့မျက်ခွက်ကဖနှက်ရာတွေကိုကြည့်ုံနဲ့သိနိုင်ပါတယ်။အဲထဲမှာ Boruto တောင်ပါပါသေးရဲ့။ငငယ်တွေက Naruto ထက်တာခဲတဲ့ကောင်ဖြစ်လို့လက်ရှိမှာသူ့ရဲ့ experience ရ Naruto ထက်မရောတဲ့ကိုခန့်ပညာနဲ့ခေါင်းတုံးတတ်တဲ့ကောင်ဖြစ်လို့ stay up ပြီပါ။အဲ့ဒါအပြင် Renegade မရှိရောရဲ့အတွက်တောက်ကျိုးနဲ့ခြားကြရခဏခဏကုံနေတဲ့ဒုက္ခကြီးကလည်းတက်တာသွားမှဖြစ်လို့လက်တပတ်မရှိရောရဲ့ Sasuke ကပြောရရင်အရန်အတုံးဝင်တဲ့အရာတွေပျောက်သွားရုံပဲဖြစ်ပါတယ်။အဲ့တော့လက်